မင်္ဂလာပါခင်ဗျာရှင်ညမေ channel ကနေကြိုဆိုပါရစေ2025ခုနှစ်ရဲ့နောက်ဆုံးလေးလဖြစ်တဲ့စက်တင်ဘာအောက်တိုဘာနိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်းဘာလေးပါမှာဘာမှမလုပ်တာကောင်းဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေဘယ်ယာတွေကိုမလုပ်တင်တယ်လဲဘာကြောင့်မလုပ်တင်တယ်လဲထို့ပြင်ဘယ်ယာတွေကအကျိုးကျေးဇူးပေးမလဲဆိုတာတွေကိုအထူးရည်ရဟောစရန်းနေနဲ့ကျွန်တော်တို့ရှင်ညမေရဲ့ဘီရင်လက္ခဏာကံပြပညာသူတွေဒီဆရာကြီးဦးမြတ်ဆံမတိကျတေကြစွာဟောပြောပေးတော့မှာဖြစ်ပါတယ် နေတာအလိုက်ဆင်စစ်မပြတ်နားဆင်နိုင်ပါဘူးခင်ဗျာခုနကသာသမီအားလုံးဘေးရယာကြီးဝေးကွာကြပါစေအက်စီဒန်လူရဆနာဧဝပါစေကြောင်းရွှေညာမြေ channel မှာတစ်ဆင့်ဧဒင်လက္ခဏာကံပြပညာတုတေတီဆရာကြီးဦးမြတ်ဆံမှစူတောင်းမြတ်တာဥဒါအပ်ပါတယ် ဒီတစ်ပတ်မှာတော့ဆရာပေးထားတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှဘာလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကရှေ့မှာဆရာကတင်းငွေတင်းလာ အင်းကပုတ်တယ်ဘူးကြတာပါလေတောက်ကြရဲလို့နေ့တွေဆရာကတွက်ချက်ပြီးတော့ဟောပြောပေးခဲ့တာရှိပါတယ်ဒီတစ်ပတ်မှာတော့စတိသားသမီးများအတွက်ဘာလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့အကြောင်းကိုဆရာတင်ပြပေးမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ကျွန်တော်ဘာလေးပါဆိုတာကတဲဘာပဲဖြစ်ဖြစ်ဘာမှမကောင်းပါဘူးဘာမှမကောင်းတော့ဘူးလောက်ကြမယ်ဆိုရင်ကောင်းတာတွေရဖို့တယ်ဆိုးတာတွေရဖို့ပါများပါတယ်ဒါကြောင့်မလို့ဆရာကတော့စက်တင်ဘာရဲ့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့ဒီဇင်ဘာရဲ့ဆိုပြီးတော့ဘာလေးပါပါဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့ကောင်းစဉ်လေးဆရာပေးထားခြင်းဖြစ်ပါတယ်အဲ့ဒီတည်းအားမှာဒီဘာလေးပါမှာစနစ်သားသမီးများဟာ ဘာမှမလုပ်တာအကောင်းဆုံးလို့ဆရာကတော့ဒီတစ်ပတ်မှာအကြံဉာဏ်ပြည့်ဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာတဲ့ဆရာစနေသားကြီးများအထွန်းကြုံမှာတော့တောက်ချီနေတာဖြစ်ပါတယ်။အထွန်းကြုံဆိုပြမလို့ဦးကဟန်ရေးပဲပြလို့ရပါတယ်။နောက်ကိုယ့်ရဲ့ဂျွေးတို့တက်ရောက်တို့ကောင်းရင်ဂျူသွားတို့လက်ရဲ့အတန့်အမြင်တို့နောက်ကျွန်တော်တို့ကိုယ့်ရဲ့ဂျွေးဂျူစားတို့နောက်ဒါလေးတွေကကိုယ့်ရဲ့နာမကရာဒါတွေကကံမကောင်းခြင်းတွေများစွာကြုံရင်ပိုဆိုးစရာပါတယ်။ နောက်တစ်ခုကကိုယ့်ရဲ့နာမခရလို့ခေါ်တဲ့နာမည်မှာသောက်ထိုးပြနေပို့ပြီးတော့ပြဒနာတက်စီတတ်ပါတယ်။နောက်အိမ်တွင်ရဲ့အိမ်တော်ရဲ့မိသားစုရဲ့နောက်ကိုဆိုးတာကကောသာမှာတနေ့လာနေရပက်ခမိနေတာဖြစ်တဲ့အတွက်စနေအထွန်းနဲ့တနေ့လာပက်ခမိနေတာဟောနဝင်းပက်ခလို့ခေါ်ပါတယ်။နဝင်းပက်ခဆိုတာကိုကျွန်တော်တို့နဝင်းဆိုတာကပါဠိလိုဒီမှာလူကကိုကနဲ့မှာကိုကနဲ့ကိုပက်ခဆိုတာက ပြဿနာကိုပြောခြင်းဖြစ်ပါတယ်ပြဿနာဆိုတာ ကပရိပကမတည့်တာကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့လိုမတည့်တာကြီးသုံးပြီဆိုကိုနဝင်းပြက်တယ်လို့ခေါ်ပါတယ်အဲ့တော့နဝင်းပြက်ရင်ဒုက္ခမှာဒုက္ခနာကုံမှာဓွာရာ၉ပေါက်ရှိတယ်လို့တဲ့ကောင်းကင်မှာတာယာ၉လုံးနက္ခတ်က၂၈လုံးရှိပါတယ်အဲ့တော့စနေဆိုတာကကျွန်တော်တို့ဒီဒီပညာအလိုရကတုံညာကိုသုံးမိမယ်လို့အကျိုးတင်ကြကနေမှာကုန်ကနန်းဖြစ်ပါတယ်။တနေ့လာလို့ဆိုမိကနန်းဖြစ်ပါတယ်။အဲ့တော့ ခွန်ကနားနဲ့နှစ်ကနဲနဲ့ရလေကျွန်တော်တို့နဝင်းရှိပါတယ်အဲ့ဒီနဝင်းကပြက်ပြီးဆိုရင်လူခန္ဓာကိုယ်မှာဓာတ်ရ၉ပေါက်ရှိတယ်အဲ့လားတခုခုပိတ်ဆို့မှုရှိတယ်အဲ့တော့တခုခုပိတ်ဆို့မှုရှိပြီးဆိုရင်ဓာတ်ရ၉ပေါက်ဒါကတခုခုပိတ်ဆို့ရင်ပျက်စီးခြင်းတွေပျက်စီးတတ်ပါအဲကြောင့်မလို့နဝင်းပြက်တယ်လို့လည်းခေါ်ပါတယ်ခင်ဗျအဲ့တော့နဝင်းပြက်ပြီဆိုလို့ရှိလို့ရှိရင်တဲ့အဓိကကတော့ငွေကြေးနဲ့ပတ်သက်တာကြီးပိုဆိုးစေတတ်ပါအဲ့တော့ငွေကြေးဥစ္စာနဲ့ပတ်သက်တာကြီးမချင်းမိငားမိရင်အဲ့ကျွန်တော်တို့ပြန်မပေးနိုင်တတ်ဘူးပုံနည်းတူသွားပဲကိုစီက ကြီးငါသွားရင်လည်းပြန်တောင်းလို့အင်မတန်ကဲ့တဲ့ကာလတွေဖြစ်ပါတယ်။နောက်တစ်ခုကကိုယ့်ရဲ့ရှိတဲ့ငွေကြေးလေးတွေကိုယင်းနှမြုံနံမဲ့ဆိုလို့ရှိရင်အာကျွန်တော်တို့ပြန်မပေါ်တတ်တာဖြစ်ပါတယ်ခင်ဗျာနော်။ဟောဆုံးတော့မဆုံးဘူးပြန်တောင်းလို့မရဘူးဆိုတဲ့ကာလမျိုးဖြစ်ပါတယ်။ထုံနေတူသွားပဲ။စနေဆိုတာကလဲအောင်ငယ်သားကြေးကျွန်းအစီကံပြစ်တာတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ယုံကြည်ရတဲ့လူတွေတပည့်လက်သားတွေပေးတဲ့ကန်းနဲ့ချီးတဲ့ငားတဲ့ဆိုရင်ပြန်မရတတ်ဘူး။ လဲအောင်ငယ်သားတွေပုံကန်ချင်းတော်လန်ချင်းငွေချင်းနဲ့ပတ်သက်လို့စကားတွေပြောရချင်းရွှေမျိုးမွေးချင်းနဲ့ပတ်သက်လို့စကားတွေအခြေတင်ပြောရချင်းကိုငွေနဲ့ကိုမုံချင်းတွေလည်းဖြစ်စီတတ်တဲ့ကာလဖြစ်ပါတယ်။အဲကြောင့်မလို့ကိုယ့်ရဲ့ရန်ကြိုဖြစ်တဲ့ဇာတာပရိကျူကလည်းအဓိပတိမှရှိနေတာဖြစ်တဲ့အတွက်ကြတနာတွေရင်ဆိုင်ရပြီဆိုရင် အမှုခင်းတွေရင်ဆိုင်ရပြီဆိုရင်လဲကိုကနိုင်မင်မဲ့လို့ငွေချင်းတွေကုန်ကြမှုရှိစီတတ်ပါလေခင်ဗျ။နော်။ပုံနည်းတူသွားတယ်။နော်ကိုယ့်ရဲ့ အညွတ်ကြိုဖြစ်တဲ့တင်းငွေတွေကလည်းပြက်နေတဲ့ကာလဖြစ်ပါလေခင်ဗျာနော်ပုံနည်းတူသွားပဲကိုယ့်ရဲ့မဲ့ကြိုဖြစ်တဲ့ဗုဒ္ဓဘုရားလည်းသေနေတာဖြစ်တဲ့အတွက်မိကလည်းသေတယ်အညွတ်ကလည်းပြက်တယ်ဆိုတော့ကိုယ်လုံးသမားတွေကအယားယားတွေလွဲချော်မှုတွေဖြစ်စီတတ်တယ်ကာလလည်းဖြစ်စီတတ်တယ်အကြောင်းမလို့စနေသားသမီးများဟာတတိတမဏ္ဍမြေကလို့ပညာဉာဏ်ချွန်းတော်အုပ်စုတကယ်သူတကယ်တမ်းစွန့်စားပြီးလုပ်ရမယ့်လုပ်ငန်းတွေမှာလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်မတန်မှတတိထားရမယ့်ကာလတွေဖြစ်ပါတယ်အကြောင်းမလို့ ဒီဘာလေးပါမှာတော့တဏိသာသမီးညအနေနဲ့ဘာမှမလုပ်တာအကောင်းဆုံးလို့ဆရာကြီးဦးမြတ်ဆန်ကတော့အကြံပေးခြင်းပါလေခင်ဗျာနော်အကြောင်းမလို့ခဏသာသမီးညအနေနဲ့ဒီတစ်ပတ်မှာတော့စတိဆရာတင်ပြထားတဲ့အတိုင်းဆရာရဲ့ခေါင်းစဉ်မှာကိုကဘာလေးပါမှာဘာမှမလုပ်နဲ့လို့ဆရာတင်ပြပေးခဲ့တာဖြစ်ပါအဲ့ဒီခါတည်းမှာစနေသာသမီးညဟာကိုယ့်ရဲ့နာမည်ကစနေနာမည်ဖြစ်မယ်ကိုနဲ့ပေါင်းတင်ဆက်ဆံမဲ့လူကလည်းစနေသာသမီးဖြစ်နေမယ်ဖုန်နည်းတူစွာပဲ ကိုလောက်ရမယ်လုပ်ငန်းကလည်းစနေနေ့လုပ်ငန်းတွေကျင့်မယ်ဆိုရင်ပို့ပြီးတော့စိုးစီတတ်ပါလေခင်ဗျာနော်နောက်စနေရက်ရန်ကြိုဖြစ်တဲ့ကြာတာပတိနဲ့လုပ်မယ်ဆိုရင်ကိုအထက်စီရဆက်ဆံချင်းကိုရင်းနှီးမြှုပ်နှံတာလေးကိုုံချင်းနောက်ကြာတာပတိနဲ့လုပ်ငန်းတွေလုပ်မိချင်းနောက်တနင်္လာနဲ့လုပ်ငန်းတွေလုပ်မိချင်းဒါကြောင့်မလို့အဲ့လိုလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်ဘဝမှာဆုံးရှုံးမှုကပိုများစေတတ်ပါလေခင်ဗျာနော်နောက်အင်ဂျင်နီယာကိစ္စတွေနော်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်း မှန်မှုတဲ့မှားဘူးကသိကြပါတယ်။နောက်ရေလုံငန်းရွှေလုံငန်းတွေရင်းနှီးမြှုပ်နှံမယ်ဆိုရင်လေမှန်မှုတဲ့မှားဘူးကသိကြပါတယ်ခင်ဗျာ။နော်။ဒီကြားထဲမှာမှကျွန်တော်တို့ကျမ်းမာရင်လည်းပတ်သက်လို့ကြည့်လို့ရှိရင်လေအရေပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်စီတတ်ပါတယ်ခင်ဗျာ။နော်။နောက်တစ်ခုကဝင်းဝင်းကလေးသာနောက်ကျွန်တော်တို့လေယောဂါဝမ်းယောဂါတွေလည်းဖြစ်စီတတ်ပါတယ်။နောက်ထိကြိုက်တရားရရင်မတော်တဆတွေဖြစ်မယ်ဆိုရင်လေတနေ့လာလာလို့ခေါ်တဲ့ခြေဗုဒ္ဓဘုနဲ့လက် ခြေတို့လက်တို့လည်းထိခိုက်ဒဏ်ရာရပြစ်စီတတ်ပါတယ်။နောက်အညွတ်နဲ့နေပြက်တာဖြစ်တဲ့အတွက်ဦးခေါင်းတွေလည်းထိခိုက်ဒဏ်ရာရတာကြီးပြစ်စီတတ်ပါတယ်။ဒါကတော့မတော်တဆလို့ခေါ်တဲ့အက်ဆီဒင့်တွေပြစ်စီတတ်တာပေါ့ခင်ဗျာ။အကြောင်းမလို့စနေသားသမီးများအနေနဲ့ဘာပဲလုပ်လို့ဒီဘာလေးပါမှာတော့အထူးတရီထားပြီးတော့လုပ်စီခြင်းနဲ့ကာလဖြစ်ပါတယ်။နောက်စနေသားသမီးများအနေနဲ့ကိုယုံကြည်ရာကိုကိုယ်ရာဘာသာအလိုက်။နောက်ကျွန်တော်တို့ကြားမှာဆူတောင်းခြင်း ။ဟောကျွန်တော်တို့ကောင်းမှုကုသိုလ်တွေလုပ်ခြင်းအမိအဖဆရာသမားတို့ခေါ်တဲ့အနန္တနန္ဒငါးပါးကိုလူချင်းတန်းချင်းเนาะမိခင်ဖခင်เนาะဘုန်းကြီးရဟန်းများကိုဆေးများကိုလူတန်းချင်းလဲပြုလုပ်ပေးပါခင်ဗျ။ကိုယ့်ရဲ့အညံ့ကံတွေပပျောက်စေတတ်ပါလေ။နောက်လမ်းပြင်ခြင်းပေါ့။เนาะနောက်ဘုရားစေတီတွေမှာเนาะကျွန်တော်တို့ဘုရားစေတီတွေမှာရေတက်ပဲခြင်း။နောက်စနေနံနေ့ထီးလူခြင်းပေါ့။အဲ့ဒါလေးတွေလုပ်ပေးရင်ကိုယ့်အတွက်အညံ့ကံတွေပျောက်ပြီ။ အကောင်းကန်ကြီးလေရောက်စီတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျ။နောက်တနေ့လာလန်လို့ခေါ်တဲ့ငါးရှင်လွတ်ချင်းခွေးသာကျွေးချင်းကြီးသာကျွေးချင်းငှက်သာကျွေးချင်းဒါလေးတွေလုပ်ပြီးရင်ကိုယ့်ရဲ့အညံ့ငံတွေပပျောက်စီတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်မလို့မိမိရဲ့အတိတ်ကံတွေကကံကောင်းနေလို့အခုချိန်ထိအမှမဖြစ်သေးဘူးဆိုရင်တော့နောင်လာမယ့်အနာဂတ်ကာလမှာကက်ကြီးသုံးပါးထဲမှာကက်ကြီးသုံးပါးကအချိန်မကုန်သေးတာဖြစ်တဲ့အတွက်ကိုယ်ပါမသွောင်းအကောင်းဆုံး ယန္တလို့ခေါ်တဲ့အယန္တဓာတ်ရည်တွေကလေးတွေပြုလုပ်ထားသေးကြပါတယ်ခင်ဗျကိုယုံကြည်မယ်တက်ဝင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရည်တွေလေးတွေပြုလုပ်ဖို့အတွက်ရွှေညမြေ channel မှာတစ်စက်ဆရာကြီးဦးမြတ်ဆန်ကိုပုံစံပြီးမြင်းများနိုင်ပါတယ်ဆိုတဲ့အကြောင်းတရင်ကောင်ပါရင်းနဲ့စနေသားပြီးများအတွက်ဒီတစ်ပတ်မှာတော့ပါလေးပါပါပါမမလုပ်နဲ့ဆိုတဲ့အကြောင်းပြင်ပြပေးရင်ခொနည်းသားသမီးများအားလုံးအေးပြရတယ်ဝေးကွာကြပါစေအက်စီဒန်လိုရာဆနပြေဝကြပါပြီအခုလက်ရှိခံစားနေရတော့ ဒုဗ္ဗေကန္တရာကတတ္တန္တရာကယောဂကန္တရာကကကြည်သုံးပါးမှာအမြန်ဆုံးကြော်လွားပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြတဲ့စနေသားသမီးများနဲ့ကိုယ်ရသားသမီးများဖြစ်ကြပါစေခင်ဗျာဆုံးထိကြည့်ရှုပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံဆီကြပါစို့ Don't forget to subscribe subscribe လုပ်ဖို့မမေ့ပါနဲ့နော်